ဆိုပြင်းတစဉ်ကိုဝေဖန်တဲ့အမှုပညာသမားတွေကိုတည်ပြောလာတဲ့ဝေလန်ရင်းပရိသတ်များရှင့်လွန်ခဲ့တဲ့ရက်ကတော့ဆိုပြင်းတစဉ်ရဲ့ လက်ထပ်ခွင့်အတောင်းခံရတဲ့အချိန်မှာဝတ်ခဲ့တဲ့ဝတ်စုံနဲ့ပတ်သက်ပြီးပွဲဖြစ်လို့နေတာပါပရိသတ်တွေအားလုံးကလည်းသိမယ်လို့ထင်ပါတယ်ဆိုပြည်သစင်အနေနဲ့အမြဲတမ်း fashion တွေကကွမ်းနေကြလို့ fashion ချိန်စာမိနေတဲ့တရုတ်ဆောင်တယောက်ဖြစ်အတိမတ်ပြုတ်ခန်းနေရုံပဲဖြစ်ပါတယ်ဒါပေမဲ့ဘလို့ပွဲမျိုးမှာဘလို့ fashion တွေပဲဝဝပရိသတ်တွေကတလောက်တိပြောဆိုခဲ့တာမျိုးမရှိပေမဲ့ဆိုပြည်သစင်အနေနဲ့လက်ထပ်ခွင့်အတောင်းခံရမယ့်နေ့မှာတော့တီထပ်ပို့ပြီးခန်းနာထေဝါတင့်တော်တဲ့ဝတ်စုံမျိုးကိုဝတ်စီခြင်းကြတာအမှန်ပါအဲ့ဒီနေ့ကဝတ်ခဲ့တဲ့ဝတ်စုံကပရိသတ် ပီရဲ့မျက်လုံးထဲမှာမီးအိမ်တစ်ခုကိုထောင်ထားသလိုမျိုးထင်နေကြရတာဖြစ်ပြီးမီးလုံးလေးတွေသာတက်လိုက်မယ်ဆိုရင်မီးပုံးပြန်ဖြစ်ဖြစ်သွားမှာတေးကြပါတယ်ဆိုတဲ့မှတ်ချက်တွေကပိုးလို့များပြားနေတာပါ။နောက်ပြီးအဲ့ဒီဝတ်စုံကိုချုပ်လုပ်ပြီးတဲ့ဒီဇိုင်နာရတုကိုလည်းတော်တော်လေးကိုအပြစ်တွေပြောနေကြတာဖြစ်ပြီးမင်္ဂလာဆောင်မယ်ဆိုရင်တော့မင်္ဂလာပွဲဝတ်စုံအတွက်ဒီဒီဇိုင်နာကိုရှောင်တဲ့နေဆိုတဲ့အကြံပြုမှတ်ချက်တွေကပါထွက်ပေါ်လာတာဖြစ်ပါတယ်။ဒီလိုမျိုးအမျိုးမျိုးဝေဖန်နေကြတဲ့အချိန်မှာစိုးပြစ်ဒီဇင်ကိုချစ်တဲ့ပရိသတ်အရင်းချာကြီးတွေပါတယ်လို့စိုးပြစ်ဒီဇင်ကိုငကိုရဲကဘ ဝင်မကျတဲ့အမှုပညာရှင်တွေရောပရိသတ်တွေကရောအများကြီးပါနေတာပါ။ဒါကြောင့်အခုလိုမျိုးဝေဖန်မှတ်ချက်ပြုနေတဲ့သူတွေကိုဝေလရီကတော့ဒဲ့ပဲပြောပြလာခဲ့တာပါ။ဝေလရီကလည်းမွန်လူမျိုးဖြစ်ပြီးဟင်းဝင်ရန်ကလည်းမွန်တိုင်းရင်းသားတယောက်ဖြစ်တာကြောင့်ဝေလရီကစိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲမှာသတို့သမီးအရန်နီနဲ့ပါဝင်သွားမှာဖြစ်ပါတယ်။ဝေလရီကစိုးပြေတစင်နဲ့တင်ဖို့ဆိုတဲ့ရုပ်ရှင်ဇလန်းတွင်ကလေးကညီမအရင်းနီကိုခင်မင်ခဲ့ကြတာဖြစ်ပြီးဟင်းဝင်ရန်နဲ့လည်းရှင်းနေတာကြောင့်မွန်လူမျိုးချင်းချင်းကူညီခွင့်ရတယ်ဆိုပြီးဝေလရီကဝမ်းသာနေခဲ့တာပါ။ ။နောက်ပြီးဝီလန်ရီကအခုလက်ရှိချိန်မှာစိုးပြိလို့နဲ့အရန်ကိုပေါင်းသင်းနေထိုင်တာဖြစ်ပြီးအခုတခါမှလည်းစိုးပြိဘက်ကနေကာကွယ်ပြောဆိုလာတာဖြစ်ပါတယ်။စိုးပြိရဲ့ဝတ်စုံနဲ့ပတ်သက်ပြီးဝေဖန်နေကြတဲ့သူတွေကိုပြန်လည်တုံ့ပြန်ကြတဲ့သူတွေထဲမှာဝီလန်ရီတယောက်ကပါလာခဲ့တာဖြစ်ပြီးသူ့အနေနဲ့လည်းတော်ယုံတန်ယုံပဲပြောတာကောင်းပါတယ်။အခုလိုမျိုးပြောနေကြတာအမှုပညာသမားအချင်းချင်းတစ်ချိန်ချိန်မှာဒီမျက်နာတွေကတဏီယာမဟုတ်တဏီယာမှာပြန်ပြင်းနေရမှာမျက်နာမပူဘူးလားမသိဘူးတော်ယုံတန်ယုံပဲကောင်းနေဆိုပြီးမနေနိုင်မထိုင်နိုင်ဝင်ပြောပြလာခဲ့တာဖြစ်ပါတယ်။တချို့ သူတွေကလည်းစိုးပြိတဲ့စဉ်ကိုအမနာရန်ကိုပြောနေကြတာပါကောင်းသောအကြံပေးခြင်းတွေဆိုပေမဲ့မခံနိုင်တဲ့သူအတွက်ကတော့နာစရာစကားတွေဖြစ်နေတာပါဒါကြောင့်ဝီလရီကဒီလောကသားချင်းချင်းတွေကလူတွေတောင်ပြောဆိုနေကြတာတွေ့ရတယ်ဒီမျက်နာတွေကနောက်လဲတွေ့ရအောင်ပါပဲအလုတ်တူတူလောက်ကြရရင်ဘလို့မျက်နာတွေနဲ့လုံမလဲဆိုပြီးရေးသားလာခဲ့တာပါအမနာရန်ပြောတဲ့သူတွေကိုမွန်လူမျိုးချင်းချင်းယက်တီပြီးတဲ့အနေနဲ့ပြောပြလာခဲ့တာဖြစ်ပြီးစိုးပြိကိုချစ်တယ်ဆိုတဲ့အကြောင်းကိုလည်းတက်တည်ပြပေးခဲ့တာပဲဖြစ်ပါတယ်အမှန်တကယ်မှာတော့အဲ့ဒီနေ့ကစိုးပြိ တစဉ်ဝက်ခဲရဲ့ဝတ်စုံကတကယ့်ကိုစိုးပြည့်နဲ့လိုက်ဖက်မှုမရှိနေခဲ့ပါဘူး။တိုးရဲရှိနေဆိုတာထက်ကိုစိုးပြည့်တစဉ်နဲ့လိုက်ဖက်မှုရှိမနေခဲ့ပဲနဲ့၃ရက်မှဝန်တန်းအယောက်30လောင်းနဲ့ချုပ်ထားတယ်ဆိုတာကိုမယုံနိုင်လောက်ဖြစ်နေခဲ့ပြီးဒီဇိုင်နာရတုအနေနဲ့ဝန်တန်းအယောက်30ကိုပါဒုက္ခပေးလိုက်တဲ့ဒီဇိုင်နာဆိုပြီးမှတ်ချက်တွေပြုခံနေရတာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောစိုးပြည့်တစဉ်ဘက်ကရက်တီလာတဲ့ဝီလရီကမှန်သလားဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။